ကိုယ်စိတ်လေးကိုကောင်းအောင်ထားနိုင်ပြီဆိုလို့ရှိရင်တဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းကိုယ့်ကိုထိမ့်သိမ်းလိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖဏိပေးနိုင်တယ်။အင်းကြီးဝါပိစ္ဆာညာတကဆွေတွေမျိုးတွေကကိုယ်အကောင်းဆုံးဖြစ်အောင်ကိုယ်မလုတ်မပေးနိုင်ပေမဲ့ဟောဒီစိတ်လေးကလုတ်ပေးနိုင်တယ်လို့။တမ္မာပဏိတံစိတ်တံတေယသောဏံတတော်ကလေး အမေဖေကပေးတာတဲ့ပူကောင်းတယ်ပူကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကူညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုကိုကိုပို့ပြီးတော့ကောင်းအောင်ပေးနိုင်တယ်လို့သူဆုံးလို့တယ်ပေါ့အဲ့ဒီကောင်းကောင်းပြုပြင်ထားတဲ့စိတ်တွေဘလို့ကောင်းကောင်းပြုပြင်ထားတာတော့ဆိုဟိုဒေါသထွက်ရင်လည်းဒေါသကိုထိန်းလိုက်တယ်အေးဒေါသထွက်နေတော့ဘာအကျိုးရှိမှာတော့ဒေါသဆိုးကျိုးကိုပေးရတယ်တော့ အကုသိုလ်ဖြစ်အောင်မလုပ်နဲ့ကိုယ့်အကိုနော်လောဘဖြစ်လာလို့ရှိရင်လည်းလောဘကိုစဉ်းစားဆင်ញညာနဲ့ထိန်းနိုင်တယ်မောဟဖြစ်လာလို့ရှိရင်လည်းပျောက်ကြအောင်ထိန်းသိမ်းအဲ့လိုထိန်းနိုင်လို့ကောင်းသွားတဲ့စိတ်ကလေးဟာတဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်ဒီကိုယ့်ကိုထိန်းသိမ်းလိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖဏိပေးနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘာအကြောင်းကိုခေါ်တာလဲဘာကြောင့်ဒီစကားကိုခေါ်တာလဲဒီကထာလေးရဲ့ဓမ္မရတ္တကိုနားလည်ထားဖို့နော်ရသော်ပြားပြောတဲ့စကားခေါ်ကြတဲ့ဆုံးမတာလေးကိုနားလည်ထားဖို့တမ္မာပဏိဟိတဆိုတဲ့စိတ်ရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟောတယ်နော်အမေဖေးလုံမပေးတာတောင်အမေဖေးလုံမပေးတာလုံမပေးနိုင်တာတောင်ဒီစိတ်ကလုံပေးနိုင် ဆွေတွေမျိုးတွေမကူညီနိုင်တဲ့အရာတော့သူကကူညီပေးနိုင်တယ်လို့ဆိုလိုတယ်အဲ့တော့ဒီတရားကိုမြတ်စွာဘုရားဟောတာအကြောင်းတစ်ခုကြောင့်ဟောတာပဲဖြစ်တယ်ဗာလဲလို့ဆိုလို့ရှိရင်ဒီဆက်လန်းထဲမှာလည်းအဆိုးလည်းပါတယ်အကောင်းလည်းပါတယ်ဒီဆက်လန်းလေးဖြစ်ပေါ်လာပုံတွေကဘာတော့ဆိုရင်တောင်းတမျိုးနဲ့အလန်းกว่าတဲ့ နေရာမှာတောရီယာဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်။အဲ့ဒီမြို့မှာတောရီယာဆိုတာတသေးသားတယောက်ရှိတယ်။တငယ်ချင်းအပေါင်းအသင်းတွေနဲ့ရေချိုးမလို့ရှင်းတော့ကတော့ရေချိုးတယ်ဆိုတာမြစ်သွားချိုးကြတာများတယ်။ဒီကနေ့ခေတ်လို့ကိုယ့်ရင်ကိုယ်မှာရေချိုးကနေနဲ့ချိုးတာမဟုတ်ဘူး။မြစ်ထဲမှာရှည်ကူးကြတယ်ရေကစားကြတယ်မြစ်ကိုသွားချိုးတာ ဝိသခါတို့လည်းမြစ်ချိုတာပဲအကုန်လုံးမြစ်ချိုကြတာတထေးတွေဖះယဟန္တာတွေလည်းအကုန်မြစ်မှာသွားချိုကြတာရေချိုးပြီဆိုရင်နော်တခါတော့ကဖះယဟန္တာတွေမကဘူးရာဇဂျိုးပြည်ကဗိမိသာရမင်းကြီးတောင်မြစ်သွားရေချိုးတာရှင်မင်းနေတောင်မြစ်သွားချိုးတာနော်မြစ်သွားချိုးတာတခါတော့ကယဟန်တွေကမြစ်မှာရေချိုးနေကြတယ် တော်နဲ့မပြီးဘူးရေစိန်ချိုးနေကြတာပူတဲ့ချိန်ဖြစ်လေဘေမိသာရမင်းကြီးကလည်းပဲကိုရတော်ရင်းနဲ့လာပြီးရေချိုးလို့ရှမ်းနေမပြီးသေးလို့စောင့်နေဟုတ်ချိုးတဲ့ချိန်ကလည်းပဲနေ့လည်းပဲအနေညနေပိုင်းအထိချိုးတာကိုတော်ရီကအတော်နဲ့ဘယင်းလာလာမှန်းသိရတဲ့နဲ့အတော်နဲ့မပြီးဘူးမပြီးတော့ဆိုင်းနေရကိုတော်ရီပြီးတော့အချိန်ကတော်တော်လေးနောက်ကျသွားတယ် ဖေမိသာရမင်းကြီးကကိုရော်လေးပြီးမှရေချိုးရေချိုးတဲ့ခါကျတော့ဖယင်မဲဖြစ်ဖြစ်မြို့တကားပိတ်ချင်ရောင်းရင်ချောင်းဆိုပိတ်ွားမြို့တကားရဲ့ဖွင့်ွက်မရှိဘူးအဲ့ဒါတကယ်မို့မှအာနာအပြည့်ပေးတာဖြစ်တယ်ဘယ်သူမှဖွင့်မပေးဘူးအဲ့ဒါနဲ့ဖေမိသာရမင်းကြီးကပြင်ပမှာစခန်းချရတယ်အဲ့ဒီနေ့ညရေချိုးနောက်ကြပြီနန်းတော့ပြန်ဝင်လို့မရဘူး မနဲ့စောကြီးဖះစီသွားတော့ဖះကဘယ်လိုလဲစောကြီးရောက်လာပါလားဆိုသူမနေ့ကလေရေချိုးထွက်လာတာရန်တန်ဃာတွေရေချိုးနေတာတွေ့တော့သူကစောင့်ရင်းစောင့်ရင်းနဲ့မိုးချုပ်သွားတော့မြို့ပြန်လို့မရဘူးဒါကြောင့်မို့ဆိုရဆိုမြတ်စွာဘုရားကိုရော်လေးခေါ်ပြီးဆုံးပါတယ်နော်ဆုံးပါပြီးတော့သိခါဘုရားတို့ခုပြင်ကြလိုက်တယ်ဒီပူတဲ့အိုက်တဲ့အချိန်မှာနော် တပတ်နှစ်ပတ်အတွင်းကိုရေမချိုးရဘူးဆိုပြီးတော့ယဟန်နေကိုရေမချိုးရဘူးဆိုပြီးတော့တိတ်ခါဖို့ပြင်ညာတာဟောအဲ့ဒါလို့နှစ်ပတ်မှတစ်ခါလောက်ရေချိုးရမယ်ဟာမျိုးကိုမြတ်စွာဘုရားပြင်ညာလိုက်တာအဲ့ဒါနဲ့ယဟန်နေကနေစဉ်ရေချိုးလို့မရတော့သို့တော့မြမပြေကကိုရော်လေးဘာကြောင့်ချိုးရုံဆိုဗမာပြေအတွက်ကအထူး မရှိမဒေတာမှာသာပြည့်ညက်ပြီးတော့မရှိမဒေတာရဲ့အပြင်ဘက်ကဒေတာတွေမှာကြတော့ရှေးကြိုက်သလောက်ချိုးဝင်ပေးထားတယ်။ဒါဝိနည်းသိက္ခာပုံမှာပါတာနော်။ဝိနည်းသိက္ခာပုံမှာပါတာ။မရှိမဒေတာမှာဆိုရင်မချိုးရဘူးတဲ့။အဲ့သိက္ခာပုံရှိတယ်။အဲ့တော့ဒီမှာရှေးသွားချိုးတဲ့အခါတောရိယတထေတာရှေးသွားချိုးတော့ မြို့ပြင်ထွက်မြစ်စိတ်လာအဲ့ဒီမှာရှင်မကိစ္ဆနာဆိုတာပုံနာမျိုးရှုပ်ကအမတမချောတဲ့အသားလေးကဝါဝဲနေနော်နာရန်လေးကတွဲတွဲယောက်ချက်ချောချောတာပေါ့ဒီမှာပါနော်ယောက်ချက်ချောမို့မိမချောချောတာဖြစ်ကောင်းဖြစ်လေအလွန်ချောတဲ့အခါကျတော့အဲ့တောရိယတထေသာရှင်မကိစ္ဆနာကိုကြည့် ဒီကိုတော့အသားရည်လေးကလှလိုက်တာနော်ငါမိမဒီအသားရည်မျိုးရရင်ကောင်းလိုက်ပါသို့မဟုတ်ဒီကိုတော့ရင်လည်းငါမိမဖြင်ခေါင်းပါစိတ်แท้ကဖြစ်သွားတယ်နော်စိတ်แท้သွားပြင်မာမိလိုက်တာအဲ့ဒီလိုလဲပြင်မာမိလိုက်ရောဟိုကယဟန္တာပုဂ္ဂိုလ်ကြီးနေစိတ်ဆိုးစိတ်မိုက်ကအခုချက်ချင်းယဟန္တာပုဂ္ဂိုလ်ဆိုတော့ အဲ့လိုလေတွေးလိုက်တာဆုံးနဲ့ဆုံးသွားရောသူကပုံပြောင်းသွားတဲ့ခါတယ်အမျိုးသားနေချက်ချင်းမျိုးသမီးဖြစ်သွားတယ်ယုံကြည်နိုင်စရာမရှိဘူးပေါ့ခုခေတ်လူတွေအနေနဲ့ယုံကြည်မှယုံမှာပေါ့ချက်ချင်းလိန်ပြောင်းသွားတယ်လို့ခေါ်တယ်ချက်ချင်းမျိုးသမီးဖြစ်သွားတယ်သူကြည်လိုက်တဲ့အခါကျသူ့ကိုသူကြည်ပြီးတော့ရှက်တာရှက်တော့တကယ်ချင်းတွေကလည်းသူ့ကိုမမှတ်မိကြတော့ ချက်ချင်းအမျိုးသမီးရုပ်ဖြစ်သွားတဲ့အခါသူကဆရာပြောရင်နေပြီးတော့တက်သွားတော့တာနော်ဟိုလူရလည်းတထေးတာခုနဒီနေ့ရှိပါဘဲပြောက်သွားပါလေနော်ကလေးမတရားရောက်လာတယ်တထေးတာပြောက်သွားတယ်သူတို့မျက်စိအောင်အဲ့တထေးတာကကလေးမလေးဖြစ်သွားအဲ့တော့ချက်ချင်းသူကလည်းခြေရဖြောက်ပြီးတော့ လမ်းကြောင်းတစ်ခုကနေပြီးတော့ရှက်လို့ထွက်ပြေးသွားထွက်ပြေးသွားတဲ့အခါသူလမ်းသွားတဲ့နေရာမှာလှဲကုန်တဲ့တစုကလှဲမောင်းပြီးသွားတာတွေ့တယ်။ဒါနဲ့လှဲကုန်တဲ့ရဲ့နောက်ကနေလိုက်သွားအဲ့ဒီလဲတွေကဘယ်သွားတာတော့ဆိုတက္ကသိုလ်ပြည်ကိုသွားကြတယ်။အယောင်းဝယ်နဲ့သွားတာသူအဲ့ဒီနောက်ကနေလိုက်သွားညောင်းလာတဲ့အခါကျတော့သူ့လက်စွပ်ကလေးကိုပေးပြီးတော့ လှဲခပေးပြီးတော့အဲလှဲရင်တခုပေါ်မှာဒုတက်စီပြီးလိုက်သွားကြ။လိုက်သွားတော့ဆက်စုတဲ့ကောင်တွေကမေးတာပေါ့ကလေးမပဲသွားမလို့လဲဘသူလဲ ਨੇ မေးတဲ့အခါကျရှင်တို့ကိုလဲကိုမောင်းသူ့ကိုမမေးနဲ့ပေါ့ဆိုပြီးသူလိုက်သွားလေသမားတွေကစဉ်းစားတယ်တဲ့စာရဲပါတာပဲပြောတာနော်စာရဲပါတာလဲစာရဲလဲအကောင်ဆိုတော့ အဲဒီကလေးမလေးကချောချောလေးဒီငါတို့တက္ကသိုလ်ပြည်ကတထေသားကလည်းလူပြိုကြီးပဲရှိသေးတယ်ဟာငါတို့တထေသားနဲ့တော်တယ်ပေါ့ဒီကလေးမလေးငါတို့တထေသားနဲ့တော်တယ်ဆိုပြီးတော့တင်းခေါ်သွားပြီတထေသားစီပို့လိုက်ကြတာသူတို့ကလှမ်းပြီးတော့သတင်းပို့တယ်တယ်လီဖုန်းနဲ့ဆက်တာတော့မဟုတ်တော့ဘူး သတင်းပို့တယ်ဒီကလေးမလေးတယောက်ချောချောလေးလမ်းမတွေ့လို့သူတို့ခေါ်လာတယ်ပေါ့လေတထေသာနဲ့လိုက်ဖက်တယ်ဆိုပြီးတထေသာရှိပို့ပြီအဲတထေသာနဲ့ဟိုဘက်ကျမှအိမ်အောင်ကြတက္ကသိုလ်ပြည်မှာအိမ်အောင်ကြသူသူနေတဲ့မြို့မှာလည်းပဲသူကအိမ်အောင်ရှိတယ်အိမ်အောင်ရှိတော့အဲ့ဒီမှာကလေးနှစ်ယောက်ရှိတယ်ตาလေးနှစ်ယောက်ရှိတယ် တက္ကသိုလ်ပြည်ရောက်လာတော့သူကအမျိုးသမီးအမျိုးသမီးဖြစ်နေတက္ကသိုလ်ကတထေသားနဲ့တွေ့တဲ့အခါသူကအဲ့ဒီမှာအိမ်အောင်တစ်ခါကြတော့ကလေးနှစ်ယောက်ဝေဖွားပြအလုံး၄ယောက်ရှိသွားသူကလေးကအဲ့ဒီလူနေရင်ကနေနှစ်ထန်းကကြာတူတူသွားတဲ့လူတွေကဟာဘဲသွားလိုက်တာပါလေဘဲပြုတ်သွားပါလေခုနဒီနားမှာရှိပါတယ်ငါတို့နဲ့တူတူလာတာပဲ အရေချိုးပြီးပြန်သွားတာနေမှာပါဆိုပြီးရှာလို့မရတော့အိမ်ပြန်ညာအိမ်ရောက်တဲ့အခါကျတော့ရေချိုးပြီးပြန်သွားတယ်လို့မှတ်တာပဲဆိုလူပြောက်ကမိဘတွေကစိတ်ပူလိုက်ရှာကြဘယ်မှမတွေ့တော့အင်ဒါတေးသွားတာရေနစ်ပြီးတေးတယ်လို့ပဲထင်ကြတယ်သူတို့ရှုပ်ကပြောင်းသွားတော့မသိကြတော့ဘူးလေသူကသူသာသိတာအဲ့ဒါနဲ့ရေနစ်တေးသွားတာနေပါပဲဆိုပြီးတော့မိဘတွေက အမြတ်တန်းတွေပါလေဝေကုသကောင်းမှုတွေပြုပြီးမြတ်ဝေလိုက်ကြတယ်အဲသူကတော့တက္ကသိုလ်ပြေရောက်ပြီးတော့တထေးတထေးကတော့ဖြစ်တယ်အဲဒီလိုသာသမီနှစ်ယောက်ရောက်တဲ့အချိန်လေးမှာအဲ့ဒီတောရိယာကကုံတွေတွေသူ့တငယ်ချင်းကုံတွေတွေကဒီကိုရောက်လာကြပြန်တက္ကသိုလ်ကိုရောက်လာသူကလေးသားပြေတိုင်းကနေရက်ကြည့်လိုက်တဲ့အခါသူ့တငယ်ချင်းသူမှတ်မိတော့ မှတ်ပြီးတော့သူအိမ်ကအမျိုးသမီးအစေပါးတွေကိုလွတ်ပြီးတဲ့အခါကျခေါ်ခိုင်းတာခေါ်ခိုင်းပြီးတော့ဝကျိုးငယ်ပြုတ်တရင်တနည်းကြီးသူကကျွေးတော့မွေးခေါ်လူတွေကမှမှတ်မိဘူးသူသူကပဲမှတ်မိတယ်ဘယ်မှတ်မိမှာလဲသူကဟိုတော့ကတထေသားအခုကအမျိုးသမီးဖြစ်တာမမှတ်မိအေးအဝတ်တွေပြုတ်ပြီးတဲ့အခါကျစကားထိုင်ပြောကြတယ် စကားတိုင်းပြောတော့ဟိုလူတွေကအံ့ဩပြီးမေးတာပေါ့ခမရကျွန်တော်တို့ကိုသိသလားလို့ဆိုအာသိပါတယ်တရင်တနေ့ကြီးဘယ်မှာသိတာတုံးနဲ့စကားဆက်မိလို့ပြောပြောရင်ကနေသူကမေးတယ်အဲ့တော်ရရမှာတထေကြီးဥပဒုပဲဝါနေကောင်းလာမေးတယ်နောက်တထေသားသူတို့မှာသားတယောက်ရှိတယ် အဲ့သူရောဘလို့ရောဆိုမေးလိုက်တဲ့ခါကျမမေးသွားနဲ့သူအကြောင်းတော့မေးတယ်ငါတို့နဲ့တူတူရေချိုးသွားတာနေပျောက်သွားလိုက်တာဘယ်ရောက်သမှန်းကိုမသိတော့ဘူးပေါ့နော်မမှတ်မိကြတော့ငါတို့နဲ့ရေချိုးတူတူသွားရင်ကနေပျောက်သွားတာရေထဲနစ်သွားတယ်ထမားတယ်သူ့မိဘတွေကတော့အမြတ်တမ်းပြေးဝေးတာတွေလှုပ်ပြီးသွားပြီပေါ့ဆိုတော့အဲ့ဒီပျောက်သွားတယ်ဆိုရယ်တထေသားဟာငါပဲတဲ့ နော်မတော်ရမပြောနဲ့လေဟိုကတထေးသားခမရကအမျိုးသားမှမဟုတ်တာအမျိုးသမီးဆိုမဟုတ်ဘူးဆိုပြီးတော့ရှင်းပြတယ်ရှင်ကစီအဲ့တော့တွေးလိုက်ကြလားမင်းတို့ရဟန်းတော်တပါရုပ်ချောချောလာတာတွေးလိုက်လားတွေးတယ်အဲ့မှာငါးစိတ်ကအလိုဖြစ်လိုက်တဲ့အချိန်ငါဟာရုပ်ချင်းပုံပြောင်းသွားတာပုံပြောင်းသွားတော့မင်းတို့ငါ့ကိုမှမှတ်မိတာဖြစ်နေအဲ့ဒီအချိန်မှာငါရှက်လို့တဲ့သူထွက်လာခဲ့တာလို့ တော့အဲ့ဒါဆိုလို့ရှိရင်ရှင်မကစီကဒီမြို့မှာရှိနေတာပဲအဲ့ဒါဆိုလို့ရှိရင်သူ့ကိုကရော့ဝန်ချလိုက်လို့ရှိရင်ဖြစ်ပါတယ်အဲ့ဒါသူ့ကိုတောင်းပန်ပြီးပြီလားဆိုမတောင်းပန်ရသေးဘူးတဲ့ဟာဒါဖြင့်တောင်းပန်မယ်စီစဉ်မယ်ဆိုပြီးတော့ရှင်မကစီထံအဲ့ဒီဧည့်သည်သတိသာတငယ်ချင်းကသွားပြီးတော့ဆွမ်းလာပြင်အိမ်ရောက်ဆုံးမကပ်ပြီးတဲ့အခါကျတော့ ရှင်မဂ္ဂစီကိုအဲ့ဒီတောရိယလာတဲ့တထေသားကနေပြီးတထေရဲ့တငယ်ချင်းကနေပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ဟောဒီတထေကတော်ဟာရှင်ဘုရားကိုတွေ့လို့တောရိယနာမှာရှင်ဘုရားကြွလာတော့အရှင်ဘုရားအပေါ်မှာခုလိုစိတ်နဲ့ပြမမိခဲ့ဘူးပါတဲ့အဲ့ဒီပြမမိလို့သူဟာအခုလိုဘဝရောက်လာတာ ရှင်ဘုရားသူ့ကိုတိခန့်ခွင့်လွှတ်တော်မူပါလို့တောင်းပန်ဝင်ချလိုက်တဲ့ရှင်မဂ္ဂရီကတိခန့်ပါတယ်လို့ပြောလိုက်တာနဲ့တပြိုင်နဲ့နှခမ်းမွေးနေပါလေပြန်ဖြစ်သွားအဲ့ဒါလိုပဲဖြစ်မှာပေါ့နော်နှခမ်းမွေးတွေမုန်းစိတ်မွေးတွေနဲ့ပြန်ဖြစ်သွားဇလန်ကအဲ့လိုအဲ့ဒီကြတော့ဒီဒီဟာရုပ်ရှင်ရရင်တိတ်ကောင်းပါဘူးနော် ူကတယုံဆောင်တာလဲပြည်ပြင်းလုံးအခြေတယ်အဲ့ဒီမှာယောက်ျားလဲပြန်ဖြစ်သွားရောဒီတက္ကသိုလ်ကသူ့ရဲ့အမျိုးသားတထေသားနေအောင်စလုံးတငယ်ချင်းလို့ဖြစ်သွားတော့ဒီမှာပဲဆက်နေပါဘောမထူပါဘူးသူ့နဲ့အကြောင်းပြုပြီးရထားတဲ့ကလေးလေးနှစ်ယောက်ရှိသူကအဲ့ဒါပဲလူပြောတော့ဆိုလူဘွားကြီးတော့ မင်းငါလည်းစဉ်းစားကြည့်တဲ့ငါဟာလူ့ဘဝရလာတာအမျိုးသားဖြစ်လိုက်မျိုးသမီးဖြစ်လိုက်နဲ့ပြီးတော့အမျိုးသားပြန်ဖြစ်လိုက်နဲ့ဆိုငါဘဝဟာရှက်စရာတွေအရှက်တွေအကုန်ကုန်ကုန်ပြီပေါ့လေငါဟာလူ့ဘဝမှာဆက်နေဘူးရဟန်းဝတ်တော်မှာဖြစ်တယ်ဒီသားလေးနှစ်ယောက်မင်းတောင်းအောင်မယ်မိမယ်ထိန်းသိမ်းဆောင်ရှောက်တော်ဆိုသူ့သားလေးတွေဖက်ပြီးခေါင်းကိုနမ်းပြီးတဲ့အခါမှာ အနံထားခဲ့ပြီရှင်မဂ္ဂစီးဓမ္မသင်္ကန်းဝတ်လိုက်တာရှမ်းပြုတ်သွားတယ်ပေါ့အဲ့ဒီချိန်မှာနော်အဲ့တော့ဘဝဟာတော်တော်ကိုစမ်းကြဲတဲ့ဘဝမျိုးခြုံတွေးရတာဖြစ်တယ်အဲ့ဒီလိုရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်ပေါ့နော်တမန်အနေထားတယောက်တော့မှမြတ်စွာဘုရားဟောတာတဲ့ရှိခိတ္တလိန်ပြောင်းနေဆိုတာရှိတယ်။အဲ့နေရင်ကနေပြီးတော့ ရဟန်းတော်တစ်ပါးဟာလိမ်ပြောင်းသွားတယ်။မနေ့မိုးလင်းတဲ့အခါကျတော့အမျိုးသားဘဝကနေအမျိုးသမီးဖြစ်သွား။အဲ့ကျတော့ဘိက္ခုနီတွေစီသွားနေရတယ်သူဟာ။အရင်တော့ကဘိက္ခုတွေစီပဲရဟန်းခံ။အဲ့ပြဿနာပေါ်လာတဲ့အခါမြတ်စွာဘုရားဆုံးမပေးတယ်။ဆုံးဖြတ်ပေးတယ်ကော။အေးထပ်ပြီးတော့ရဟန်းခံရမလို့ဘူး။ရဟန်းဘဝတုန်းကရဟန်းခံထားတဲ့အတိုင်းပဲဘိက္ခုနီတွေစီပဲပြောင်းပြီးတော့နေတော့လို့အဲ့လိုခွင့်ပေးဘူးတယ်။ ဘိက္ခုကလည်းဘိက္ခုနီဖြစ်သွားတာပဲเนาะလိန်ပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်တဲ့ဒီတိသေးကတော့အမျိုးသားဘဝနေအမျိုးသမီးဖြစ် တောင်းပန်လိုက်တဲ့အခါကျတော့အမျိုးသမီးဘဝနေအမျိုးသားပြန်ဖြစ်ဒီလိုပြန်ဖြစ်တာလောကကြီးဟာလူရဲ့စိတ်ချက်ပြောင်းလဲမှုတွေဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းအမျိုးသားတန်တရားမှာတော့ အမျိုးသားကြီးပဲဖြစ်ဖူးတယ်အမျိုးသမီးမဖြစ်ဖူးဘူးဆိုတဲ့လူမရှိဘူးတဲ့အမျိုးသမီးကြီးပဲဖြစ်ပြီးမျိုးသားမဖြစ်ဘူးဆိုတာလည်းမရှိဘူးအဲ့တော့အမျိုးသားလည်းဖြစ်ဖူးကြတယ်အမျိုးသမီးလည်းဖြစ်ဖူးတယ်ဒီလိုရှိတယ်ဒါဖြင့်ဘာကြောင့်ဒီအမျိုးသားဖြစ်ပါလေနဲ့ဘာကြောင့်အမျိုးသမီးဘဝရောက်တယ်လဲဆိုလို့ရှိရင်အိမ်တော်ကြီးဖောက်ပြန်တဲ့လူတွေဟာ အမျိုးသမီးဘဝကိုရောက်သွားတတ်တယ်တို့ဆိုလို့ရတယ်နော်အဲ့လောက်ဆိုသဘောပေါက်ပြီအဲ့တော့ဒီဖို့ပြတဲ့လူတွေဟာအမျိုးသမီးဖြစ်သွားနိုင်တယ်ရှင်အနန္ဒမထေရဟာရှေပရိသတ်ဘဝမှာအင်းတော်ရေးဖို့ပြမှုတွေသူတော်ဘာရဲ့အိမ်တော်နေနဲ့ဟိုလွန်ကျွမှုတွေလှုပ်သည့်အတွက်ကြောင့် ရတ္ထရကံလို့ခေါ်တယ်ပေါ့သူတော်သားမယားနဲ့ပြမာတဲ့ပုဂ္ဂိုလ်ဟာရှင်နာကိုယ်တိုင်ကတန်မြာထဲမှာဒီပြမှုကိုကျွလွန်ခဲ့ဘူးတယ်ကျွလွန်ခဲ့သည့်အတွက်ကြောင့်ငရေကြတယ်ငရေကြပြီးငရေကလွတ်လပ်တဲ့အခါမှာအမျိုးသမီးဘဝ14ဘဝဖြစ်ခဲ့တယ်နော်ရှင်နာအမျိုးသမီးဘဝ14ကခုနှစ်ဘဝကြတော့အမျိုးသားဖြစ်တဲ့အခါမှာတင်းကွက်ချင်းခံရတယ်သူဆို အဲ့လိုဒုက္ခပေးတာခါအဲ့မျိုးသမီးတွေကရောအမျိုးသားဖြစ်ခွင့်မရှိဘူးလားဆိုဖြစ်ခွင့်ရှိတယ်အမျိုးသမီးတွေကအမျိုးသားဖြစ်ချင်တယ်ဆိုလို့ရှိရင်တဲ့အမျိုးသမီးဘဝစိတ်ကုံတာဖြစ်ရမယ်အမျိုးသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ရှိပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်အမျိုးသားဖြစ်တယ်ဒီလိုဆိုလို့တနည်းအားဖြင့်လေကိုမအိမ်တော်ရှိတယ်ဆိုလို့ရှိရင်အိမ်တော်ပဲ အမျိုးသားပေါ်မှာရှူရူတည်တည်ဆက်ဆံပြီးတော့ကုသကောင်မှုလုံးလို့ရှိရင်လည်းပဲအမျိုးသားဘဝရတယ်လို့စာရဖတ်ဒီလိုရေးချာနော်မျိုးသားဘဝရတယ်လောကနိတိကျမ်းမှာလည်းပဲဒီတိုင်းဆိုထားတာလေးတွေရှိတယ်ပေါ့ရှေးခေတ်ကတော့လောကနိတိသင်ကြတယ်ပေါ့ခရစ်ခေတ်မှာတော့မသင်အဲ့ဒါလို့မိမိရဲ့စိတ်ပေါ်မှာပူတည်ပြီးတော့ဖြစ်တာဖြစ်တယ် ကိုဖြစ်ချင်တာကိုဖြစ်လို့ရတာကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ရင်အကောင်းဖြစ်နိုင်တယ်မကောင်းတဲ့စိတ်ကမကောင်းတဲ့ဘက်ကိုပို့ပို့နိုင်တယ်ကောင်းတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ကောင်းတာကိုပေးနိုင်အမေဖေတွေကချစ်လက်ပါတယ်ဆိုတော့သားသမီးကိုငွေကြေးတနာပေးနိုင်တယ်လုံလောက်ငွေကြေးတနာပေးနိုင်တယ်ချမ်းသာအောင်ထားနိုင်တယ် သို့သောစကြဝဠာမင်းဘဝကိုသာသမီးကိုပေးလို့မရဘူး။နတ်ပြည်ရောက်အောင်လည်းမလုပ်နိုင်ဘူး။နိဗ္ဗာန်ရောက်အောင်လည်းလုပ်မပေးနိုင်ဘူး။ပညာတတ်ကြီးဖြစ်အောင်လည်းလုပ်မပေးနိုင်။ဝိသခာရဲ့မိဘတွေဟာကြီးကြီးတက်နေအောင်ချမ်းသာတော်လည်းပဲပစ္စည်းဥစ္စာသာပေးနိုင်တာ။တခြားမပေးနိုင်ဘူးလို့ဆိုလို့ရတယ်။အဲ့တော့မိဘတွေကလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုပဲ။ ဒါဖြင့်မိဘတွေတဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တာတော့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းပဲဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဘာတော့မေတ္တာနဲ့လွှမ်းခြုံထားတယ်နော်မေတ္တာနဲ့လွှမ်းခြုံထားတဲ့ကရုဏာနဲ့လွှမ်းခြုံထားတဲ့စိတ်မုဒိတာနဲ့လွှမ်းခြုံထားတဲ့စိတ်ဥပိ္ခာနဲ့လွှမ်းခြုံထားတယ်ပြမစုတရားတွေနဲ့လွှမ်းခြုံပြီး တတ္တာတို့အလောဘတို့အရောဒတို့အမောဟတို့ဆိုတဲ့မုံမြတ်တဲ့စိတ်နှလုံးတွေကစိတ်နှလုံးတွေနဲ့လွှမ်းခြုံထားတဲ့တမ္မာပဏိဒဆိုတဲ့ဓမ္မဖြင့်ထိန်းကြောင်းထားတဲ့တိမ်းဆောင်မှုမရှိတဲ့စိတ်ကလေးကတော့အလုံးကိုလုတ်ပေးနိုင်တယ်လို့သူဆိုလို့ရပေါ့နော်အကောင်းဟုသမျှနောက်ဆုံးမှနိဗ္ဗာန်ရောက်အောင်လည်းလုတ်ပေးနိုင်တယ်မြို့သမီးကမြို့သားဖြစ်ခြင်းနဲ့ဆိုရင်ဒီစိတ်ကလုတ်ပေးနိုင်တယ်ဒီလိုဆိုလို့ရပေါ့နော် ဘဝမှာအကောင်းဆုံးဆိုတာကိုရယူပေးနိုင်တာကိုယ့်ရင်ထဲမှာရှိတဲ့စိတ်ပဲဖြစ်တယ်။ဘာကြောင့်စိတ်ကိုပြောတာလဲလို့ဆိုရင်ဒီစိတ်ကအခြေခံပြီးတော့သွားတာမို့စိတ်ကိုပြောတာ။လောကလူတွေဟာအကောင်းလောက်တာလဲစိတ်ကရှေ့ဆောင်တယ်။မကောင်းတာလို့ရင်လဲစိတ်ကရှေ့ဆောင်တာဖြစ်တယ်။အဲ့တော့ကောင်းတာတွေရှေ့ဆောင်သွားတဲ့စိတ်ဒီကောင်းတာကိုဖော်ဆောင်ပေးနိုင်တော့ မကောင်းတဲ့အရာတွေနဲ့ပူပေါင်းပြီးရှေ့ဆောင်သွားတဲ့စိတ်သည်မကောင်းတာတွေကိုဖော်ဆောင်သွားမှာဒါမှမဟုတ်မကောင်းကျိုးတွေကိုပေးနိုင်တယ်တဲ့အဲ့တော့ကောင်းကျိုးမကောင်းကျိုးပေးမှုသည်စိတ်နဲ့ပတ်သက်တယ်မိစ္ဆာပနိဟိတစိတ်ဆိုတာမကောင်းတဲ့ဘက်မှာမကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကိုမိစ္ဆာပနိဟိတစိတ်လို့ခေါ်တယ်ကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကတမ္မာပနိဟိတစိတ်လို့ခေါ်တယ် မိစ္ဆာပဏိဒစိတ်သည်ယန္တုတယောက်လူဆိုးတယောက်ဒုက္ခပေးတာတဲ့ပို့ပြီးဒုက္ခပေးနိုင်တယ်။တမ္မာပဏိဒလို့ဆိုရဲစိတ်ကောင်းနှလုံးကောင်းသည်မိဘဆွေမျိုးတွေလုတ်ပေးနိုင်တာတဲ့ပို့ပြီးကောင်းအောင်လုတ်ပေးနိုင်ပါတယ်။နောက်ဆုံးပြောရမယ်ဆိုရင်ယန္တာဖြစ်အောင်လည်းဒီစိတ်ပဲ။ဘိသိကဘုရားဖြစ်အောင်လည်းဒီစိတ်ပဲ။ဖျားဖြစ်အောင်လည်းဒီစိတ်ပဲ။တန်တရာဟုတ်ကလုတ်ဖို့ရဆိုတော့လေဒီတမ္မာပဏိဒစိတ် ိုယ်စိတ်ကိုကောင်းအောင်ထားနိုင်တဲ့အတိုင်းအတာတစ်ခုအရာအကျိုးကျေးဇူးတွေဟာရရှိကြမှာဖြစ်တယ်။ဒါဟာဓမ္မပဒတိသနာမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ရဲ့ဓမ္မရတပဲဖြစ်တယ်ပေါ့။အဲ့ဒီဓမ္မရတကို나유မှတ်သားပြီးမိမိတို့ဘဝမှာကိုယ်ရင်နဲ့နှလုံးထဲမှာရှိနေကြတဲ့ဒီစိတ်လေးကိုဓမ္မလမ်းကြောင်းတိမ်းဆောင်မသွားအောင် ထိန်ကြောင်ပြုပညာမှာဖြစ်တယ်ဆိုတာကိုစီကိုစီသိရှိနာလည်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်သုံးနေထိုင်နိုင်ကြပါစေကုန်တည်း